ရှုသောဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်အားလုံးမင်္ဂလာပါခင်ဗျဒီနေ့တော့မိဘစကားကိုနားထောင်ခြင်းဤမင်္ဂလာဆိုတဲ့အကောင်းဆုံးလေးနဲ့ခွားပေးတော့မှာဖြစ်ပါတယ် if over us အခန်း6ဆောက်ပိုက်တကိုဖတ်ပါမယ်သာသမီတို့သခင်ဘုရားအလိုတော်နဲ့အညီမိဘစကားကိုနားထောင်ကြလော့မိဘစကားကိုနားထောင်ခြင်းအမှုတည်တရားတော်အမှုဖြစ်၏လို့တွေ့ရတယ်မိဘစကားကို နားထောင်တယ်ဆိုတာဒီနေရာမှာနော်ဘုရားသခင်ကနားထောင်ဖို့အလိုတော်ရှိလို့နားထောင်ခြင်းကိုဆရာဖြစ်တယ်နော်အလိုတော်နဲ့ညီနားထောင်တယ်ဆိုတာကနော်အဲ့ဒါဟာတရားတော်အမှုဖြစ်တယ်လောကမှာတရားရှင်မတရားချင်းရှုပ်ရှက်ခတ်နေပေမဲ့မိဘစကားကိုနားထောင်ခြင်းဟာတရားတယ်လို့ဘုရားတတ်မှတ်ပေးတာမိဘကောင်းခြင်းမကောင်းခြင်းနဲ့မဆိုင်ဘူး ်ဘုရားသခင်စကားကိုသင်နားထောင်ရင်သင်ဟာတရားတော်သူတရားတော်အမှုပြုတော်သူဖြစ်တယ်လို့ဘုရားမှတ်ပေးတယ်။ဘာကြောင့်လဲသင်ကဘုရားစကားကိုနားထောင်တော်အဖြစ်နော်သခင်ပြိုင်အလိုတော်နဲ့အညီမိဘစကားကိုနားထောင်တော်ကြောင့်သူလိုပြောချင်တာဖြစ်တယ်။ဒါပိုရှင့်အောင်ကိုလတဲခန်တုံးစပိုက်နှစ်ဆယ်မှာဘာတွေ့ရလဲဆိုတော့သားသမီးတို့ မိဘစကားကိုအယားအယား၌နားထောင်ကြလော့မိဘစကားကိုနားထောင်ခြင်းအမှုသည်သခင်ဘုရားနှစ်သက်တော်မူသောအမှုဖြစ်၏တွေ့ရတယ်နော်အယားအယား၌နားထောင်ကြလော့အဲ့တော့သခင်ဘုရားနှစ်သက်တော်မူသောအမှုလို့ပြောတယ်ဆိုတော့ခုနအဖက်6စပိုက်တင်းနဲ့ကောလတဲခန်းတော့30ပိုက်20ပေါ့မယ်ဆိုရင်တော့အတိတ်ဘယ်က မိဘစကားကိုနားထောင်ဖို့သခင်ဖျားအလိုရှိတယ်အဲ့ဒါကြောင့်သခင်ဖျားအလိုရှိတာကိုသိပြီးမိဘစကားကိုအယားယာမှနားထောင်ပါတဲ့အဲ့ဒါဟာတရားတော်အမှုဖြစ်တယ်အဲ့လိုပြောချင်တာအဲ့ဒါဟာအတိတ်ဘယ်ကဘာလဲဖျားသခင်အလိုတော်နဲ့ညီမိဘစကားနားထောင်ခြင်းဆိုအဲ့ဒါကိုပြောချင်တာကျွန်တော်တို့ကတခါလေမှာ အာမိဘကတလွဲပြောလို့နော်မိဘခိုင်းတာကဘုရားသခင်အလိုတော်နဲ့မညီဘူးလို့သွားစဉ်းစားတတ်တယ်မဟုတ်ဘူးသွားဘုရားသခင်ရဲ့အလိုတော်နဲ့ညီမိဘစကားနားထောင်တယ်ဆိုတော့ကမိဘကောင်းခြင်းမကောင်းခြင်းနဲ့မဆိုင်ဘူးဘုရားသခင်ကမိဘစကားနားထောင်ဖို့အလိုတော်ရှိတဲ့အတွက်နားထောင်တာနော်အဲ့အတွက်ဘုရားသခင်ပြင်ဆင်ပေးတဲ့ကောင်းကြီးတွေလည်းရှိပါတယ် တောတန်ချခန်းတက်ကျွန်တော်တို့ကြည့်အောင်တောတန်ချခန်းတက်စပိုင်ရှစ်မှာဘာတွေ့လဲဆိုတော့ငါတာအပိုင်နီဥရိတကိုနားထောင်တော့အမိတရားကိုလည်းမပယ်နဲ့ထိုနီဥရိတတရားတို့သည်တင်းကောင်း၌တင့်တယ်သောဥယျာဉ်တင်းလေပင်၌ပည့်ရတော်လေဆွေဖြစ်လိမ့်မည် ဆိုတော့မိဘစကားကိုနားထောင်ခြင်းကဟောဘာဖြစ်စေလဲဆိုတော့ကောင်းနိုင်ဥယေဆိုတာအလုံးသိပါတယ်ဘုံပေါ့နော်ယာတူးပေါ့သူတို့မျိုးဂုံရှိခြင်းပေါ့နော်အဲ့ဒါကိုပုံဆောင်တယ်ပြင်လဲလဲဆွဲဆိုတာကတော့ချမ်းသာခြင်းပေါ့လှပခြင်းပေါ့ဆိုတော့မိဘစကားကိုနားထောင်တဲ့သားသမီးဟာ နော်ဘုံကြီးမယ်နော်အဲရာဓုထန္တရကြီးပွားနိုင်တယ်ပြီးရင်လည်းနော်အလှတစားနဲ့ဆင်ရတဲ့သူ ဖြစ်မယ်စီးစိမ်ရှိတဲ့သူဖြစ်မယ်လို့ပြောနေချင်းဖြစ်ပါတယ်နောက်တစ်ခုကတော့တုတ်တန်ခန်းတုံးစပိုက်တင်းနဲ့တုံးလေးမှာငါသားငါပေးတော်တရားကိုမမိနဲ့ငါပညာတော့ကိုတင်းနှလုံးဆောင်ရှောက်ပါစေ အကြောင်းမူကားပညတ်တရားသည်အတ္တတာရှိသောကာလနှစ်ပေါင်းများကို၎င်းမြင်ဝတ်ခြင်းကို၎င်းတိုးပွားစေလိမ့်မည်ကယုဏတရားနှင့်တစ္ဆာတရားကိုသင်နှင့်မကွာစေနှင့်ထိုတရားတို့ကိုသင်လည်ပင်၌ဆွေးထားတော့နှလုံးအင်းစင်း၌ရေးတော့ထိုတို့ပြုလင်းဖယားသခင်ရှိလူတို့ရှိမှမျက်နာရသောဂျေဇုကိုခံရလိမ့်မည်။နော်။အဲ့တော့ဒီမှာ မိဘစကားနားထောင်ခြင်းရဲ့မင်္ဂလာကအလိုများပါတယ်နော်အတ္တရှိသောကာလနှစ်ပေါင်းများကို၎င်းညီဝတ်ချင်းကို၎င်းတိုးပွားစေလိမ့်မည်အဲ့တော့အတ္တရှိမယ်တဲ့နော်အတ္တရှိမယ်ပြောချင်တာကဟိုအနည်း90ပဲအတ္တရှင်ဖို့တတ်မှတ်ထားရင်တောင်မှမိဘစကားနားထောင်တဲ့အခါမှာအနည်း60ပြီးအနည်း90အဲ့လိုအတ္တရှိသွားမယ်တဲ့နော်ပြီးရင်လည်း အသက်ရှည်ပြီးတော့မှဘယ်လိုခေါ်မလဲရုံရခတ်မနေဘူးကွယ်ငိန်ငိန်ွက်နေမယ်နော်စတန်နဲ့နေရမယ်ပေါ့အသက်လက်ရှည်တယ်နော်စတန်နဲ့လည်းနေရမယ်ဒီလိုပြောချင်တာနော်ပြီးရင်မပြောလဲဆိုတော့အဲဖယားသခင်ရှိလူတို့ရှိမှမျက်နာရမယ်ဒါလိုပြောပါတယ်မိဘစကားနားထောင်ခြင်းမင်္ဂလာနော်အဲ့တော့ကြောင့်မိဘစကားကိုနားထောင်ပါ သားသမီးတွေเนาะအဲ့ဒါဆိုရင်ဘုရားသခင်ရှိလူတို့ရှိမှမျက်နှာရမယ်နော်မျက်နှာရတယ်ဆိုတော့ကိုပြောတဲ့စကားတိုင်းเนาะဘုရားကလည်းလက်ခံပေးမယ်လူတွေကလည်းလက်ခံပေးမယ်ဒီသဘောမျိုးပြောချင်တာကိုစကားအရင်အကုန်ပေါက်မယ်ကိုလို့မျက်လူတွေကဘာလဲသဘောတူပေးနိုင်တာအဲ့လိုမျိုးเนาะဘုရားသခင်ချီးမြှောက်ခြင်းခံရမယ်ပြောပါတယ်အောင်မိပါစကားနားထောင်ရှင်မင်္ဂလာ နောက်ဆုံးအနေနဲ့အခန်းလေးမှာတုတ်တန်ကြအခန်းလေးစာပိုက်20ကနေ20နှစ်မှာငါသားငါစကားကိုနားထောင်တော့ငါဟောပြောချက်တို့ကိုနားသွင်းတော့တင့်မြင့်မောက်၌မကွာစင်နဲ့နှလုံးတွင်း၌စောင့်ထားတော့အကြောင်းမူကားထိုတရားစကားကို တွေ့ရတော့သူတို့သည်အသက်ရှင်ခြင်းတကိုယ်လုံးကြားမှချင်းအကြောင်းကိုတွေ့ရပြီမိမစကားနားထောင်ခြင်းရဲ့မင်္ဂလာနောက်တစ်ပါးကတော့ပါလေ အသက်ရှင်ခြင်းအသက်ရှင်ခြင်းဆိုတာပါအလိုတော်နဲ့ညီယုံကြည်တဲ့တိုင်းဘုရားသခင်ရဲ့စကားကိုနာခံလက်လျှောက်တတ်တဲ့သူဖြစ်လာမယ်တဲ့အသက်ရှင်ခြင်းနော်ပြင်ပါလေတကူလုံးကြားမှခြင်းတကူလုံးကြားမှမယ်တဲ့နော်အဲ့တော့ဒီနေ့ဘုရားသခင်ရဲ့စကားတော်ကိုနားထောင်တဲ့အခါမှာနော်နားထောင်ဖို့ဘုရားခင် အလိုတော်ရှိတယ်အဲ့ဒါကြောင့် ိပါစကားကိုအယားအယားမှာနားထောင်ပါဒါဟာအလိုတော်နဲ့ညီနားထောင်ခြင်းဖြစ်တယ်မိဘကောင်းခြင်းဆိုခြင်းမှားခြင်းမမှားခြင်းကဖခင်နဲ့မိဘနဲ့ရှင်းလိုက်သင်ကနားထောင်ရင်ဘုရားခင်ကဒီလိုကောင်းကြီးတွေပြင်ဆင်ပေးထားတယ်နော်ဒါကြောင့်မိဘစကားကိုဒီနေ့စပြီးသာသမီများနော်နားထောင်ကြပါဘုရားခင်စကားတော်ကိုနားထောင်ရင်းနဲ့ ချင်းအဖြစ်မိဘစကားကိုနားထောင်ပါအဲ့ဒါနော်သားသမီးတို့တခင်ပြိုင်အလိုတော်နဲ့ညီမိဘစကားကိုနားထောင်ခြင်းဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့ဒီနေ့ဒီမိကြီးပေါ်မှာသင်ဟာဘယ်တော့မှအောက်ကျနောက်ကျမဖြစ်ပါကြမ်းလဲကြမ်းမာမှာဖြစ်တယ်။နောက်ဘုံလဲကြီးမယ်။အာရရုထန္ဒရာရီလဲရှိမယ်။အာကျွဲဝမယ်။ပြင်လဲဟာလား။တရားတော်သူဖြစ်မယ်။အမျိုးမျိုးပါပဲနော်။တကူလုံးကြမ်းမာမယ်။ စသဖြင့်ကောင်းချီးများစွာရှိပါတယ်ပေါ့။ဒါကြောင့်ဒီနေ့စပြီးတော့မှာနော်ဘုရားသခင်ချစ်တဲ့စိတ်နဲ့ဟုတ်လားဘုရားစကားကိုယုံကြည်ပြီးမိဘစကားကိုနားထောင်ပါအဲ့ဒါဆိုတော့သင်ဟာမြစ်ကြီးပေါ်မှာအောက်ကြနောက်ကြမဖြစ်ပဲနဲ့အမိမဖြစ်ပဲကောင်းဖြစ်နိုင်မယ်လို့ခွားပေးနဲ့ဒီကုန်းချုပ်ပါရယ်ဘုရားသခင်နဲ့တင်တော်အလုံးကောင်းချီးပေးပါစေတော့အာမင်